ကျွန်တော်ဒီနေ့ဗီဒီယိုမှာတော့ဒဇန်နဲ့ပတ်သက်တဲ့ကွဲလွဲနေတဲ့တမိုင်းတစ်ခုကိုပြောပြပေးသားမှာဖြစ်ပါတယ်ကျွန်တော်ကတော့နေမင်းထပ်ပါဒဇန်နဲ့ပတ်သက်တဲ့တမိုင်းတစ်ခုမှာတော့ဟိန္ဒူအယူဝါဒမှာဆင်းသက်လာတဲ့ယာဇဝင်ဆိုပြီးတော့တခုရှိပါတယ်ဒီယာဇဝင်ကဒဇာမင်းနဲ့မြန်မာမင်းကြီးတို့အငင်းပွားတဲ့အခါမှာဒဇာမင်းကနိုင်သွားတဲ့အတွက်ကြောင့်မြန်မာကြီးရဲ့ဦးခေါင်ကိုရခဲ့ပါတယ်မြန်မာကြီးကတကူးကြီးလာတာကြောင့် ပင်လယ်ထဲကိုချမယ်ဆိုရင်လည်းပင်လယ်ရေတွေခမ်းပါမယ်။မြေကြီးမှာထားမယ်ဆိုရင်လည်းမီးလောင်ပျက်စီးကြလိမ့်မယ်။လေထဲမှာထားရင်လည်းတတ္တဝါတွေအားလုံးမီးလောင်မှာဖြစ်လို့တရားမင်းအားဘယ်နေရာမှမထားဘဲလက်ထဲမှာသာထားခဲ့ပါတယ်တဲ့။နောက်ပိုင်းမှာသာတကိုးကြီးနမင်းများကတာဝန်လွှဲပြီးတနစ်လျင်နမင်းတစ်ပါးကဦးကောင်းကိုထိန်းသိမ်းထားရပါတယ်။ဦးကောင်းကြီးကိုတဦးလက်မှာတဦးလက်သို့လွှဲပြောင်းပြီးမဲ့ကာလကိုပုံနာတွေကတွက်ချက်ပြီးသူ့ကူးပြောင်းကာလကို သင်္ကန်နာခေါ်ခေါ်ဆိုကြပါတယ်။နှစ်တနည်းပြည့်သည်ဟုသတ်မှတ်ပါတယ်။အဲဒီကလာမှာညမင်းကလူပြင်းစင်ပြီးတော့ခေါမကူသူထုံကားဖို့အတွက်နဲ့သာသနာပြန်ပွားဖို့အတွက်လူပြင်းကိုစင်ပြီးဆောင်ရွက်လေးရှိရယ်။မှတ်တမ်းတွေကိုလည်းမှတ်သားထားတယ်တွေကိုတချို့ကပြောကြပါတယ်။ကောင်းတဲ့သူတွေကိုရွှေပီလာထွက်မှာရေးမှတ်ပြီးတော့မကောင်းတဲ့သူတွေကိုခွေးတည်ပုံမှာရေးမှတ်ပါတယ်။တေခါနီးစိတ် ခန္ဓာ၅ပါးချုပ်ပေါ့အကုသိုလ်သဘောတရားနဲ့ယမမင်းစတဲ့အကြောင်းအရာတွေကိုဖျားရှင်ကပြီးနံတုံမှာဟောကြားခဲ့ဖြစ်တဲ့အတွက်ဒီလိုရေးမှတ်တာဘလို့မှအကျိုးကြောင့်မရှိပါဘူးဆိုတာကတရားမင်းကဘလို့မှဆိုလိုတာကတရားမင်းကဘလို့မှရေးမပါပါဘူးတတဝါတိုင်းကမိမိကံနဲ့မမိတာဖြစ်ပါတယ်ဖျားရှင်လက်ထက်တော့ကနဲ့နဲ့တရားတော်ကတရားနာလို့လက်အခါကြရင် ညတကောင်ကျော်လူတကူးနေအချိန်မှာလာလေးရှိတာတကားတွေရှိပါတယ်မင်္ဂလာတုတ်တက္ကပညာတုတ်တအာနာပါနတုတ်တို့ညအချိန်မှာဟောကြားခဲ့တာဖြစ်ပါတယ်အကြောင်းကတော့လူတို့ရဲ့နန်းသက်ကိုနတ်တွေကမခံနိုင်တဲ့မခံနိုင်တဲ့အတွက်ကြောင့်ဖြစ်ပါဒါကြောင့်ဉာဏ်တဉာဏ်အချိန်ကမှဉာဏ်မင်းစင်းနေဉာဏ်မင်းစင်းနေဆိုတော့ညလည်းရေလောင်းခြင်းမှမပါဝင်သေးပါဘူးကဲနမနစ်ဗီဒီယိုလေးတွေဆောင်းစားပေးကြပါဦးဗျာ ကျွန်တော်ရဲ့ဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင် like and subscribe လုပ်ပေးခဲ့ကြပါအောင်ဗျ။အဆုံးထိနားထောင်ပေးခဲ့ကြလို့အားလုံးကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်ဆုံတွေ့ကြပါမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။